ဒီနေ့ကျွန်တော်တို့လေ့လာမယ်မာသဲခရစ်ယာန်အခိုင်16အခန်းငယ်73ကနေ79မှာယေရှုခရစ်တော်ကလူတိုင်းကိုယ်တိုင်ဖြေချရမယ်အလွန်အရေးကြီးတဲ့မိခွန်းကိုမိထားပါတယ်အဲ့ဒီမိခွန်းကိုဖြေတဲ့အပေါ်မှာမူတည်ပြော့ကျွန်တော်တို့ရဲ့နောင်ဘဝငရေလာကောင်းကင်လာဆိုတာအဆုံးအဖြတ်ပေးမှာဖြစ်တယ်အဲ့ဒီမိခွန်းကပါလဲဆိုတာကိုကျွန်တော်တို့သိရလေအောင် မာသဲခရင်ကျမ်းအခိုင်16အခန်းငယ်73ကနေပြော16အထည်ကို အတူတူကဖတ်ရအောင်ယေရှုသည်ဖိလိပ္ပုကဲတရိမြို့ဤခြေလက်သို့ကြွတော်မူသောအခါလူများတို့သည် လူသားဖြစ်သောငါကိုအဘယ်သူဖြစ်သည် ဆိုကြသနည်းဟုတပည့်တော်တို့ကိုမေးမြန်းတော်မူလျင်လူတချို့ကကိုယ်တော်သည်ဗတ္တိဇံဆရာယောဟန်ဖြစ်သည်ဟု၍၎င်း ်အချို့ကအဲလိယဖြစ်သည်ဟု၍၎င်းအချို့ကယေရမိမှဆ၍ပရောဖက်တပါပါဖြစ်သည်ဟု၍၎င်း ဆိုကြပါ၏ဟုလျှောက်ကြတော်တင်တို့လည်းငါကိုအဘယ်သူဖြစ်သည် ဆိုကြသည်နည်းဟုမင်းမြန်တော်မူလျင် ရှီမုန်ပေတရုကကိုရောသည် ခရစ်တော်တည်းဟုသော အသက်ရှင်တော်မူသော ဖယားသခင်ဤတားတော်ဖြစ်တော်မူသည်ဟုရှောက်လေ၏ယေရှုကလည်းရှိမုံဗာယောနာတင်သည် မင်္ဂလာရှိ၏အကြောင်းမူကားအသွေးအသားသည်ဤအကြောင်းအရာကိုတင့်အားဖော်ပြသည်မဟုတ် ကောင်းကင်ဘုံ၌ရှိတော်မူသောငါခမဲတော်သည်ဖော်ပြတော်မူသည်ကဲကျွန်တော်ဖတ်ခဲ့တဲ့ ဒီကြမ်းချက်မှာယေရှုကအလွန်အရေးကြီးတဲ့မိခွန်းနှစ်ခုကိုတပည့်တော်တို့ကို မေးမြန်းခဲ့ပါတယ်ပထမမိခွန်းကဘာလဲဆိုရင် အခန်းငယ်73မှာလူများတို့သည် လူသားဖြစ်သောငါကိုအဘယ်သူ ဖြစ်သည် ဆိုကြသနည်းလို့တပည့်တော်တို့ကို မေးတော်မူပါတယ်ဒုတိယမိခွန်းကဘာလဲဆိုရင် အခန်းငယ်75မှာတင်တို့လဲ ငါ့ကိုအဘယ်သူဖြစ်သည် ဆိုကြသနည်းလို့တပည့်တော်တို့ကိုမင်းမြန်းတော်မူပါれဒီနေ့ယေရှုကကျွန်တော်တို့ရဲ့ရှေ့မောက်မှာကြွလာပြတော့ငါ့ကိုဘယ်သူဖြစ်တယ်လို့ဆိုတယ်လေလို့ကျွန်တော်တို့တဦးချင်းစီကိုယေရှုကမေးမယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုဖြေချမလဲကဲလူတွေကဘယ်လိုဖြေတယ်လဲဆိုတာကိုကြည့်ရအောင်တချို့ကကိုတော်ကိုဗတ္တိဇာဆရာယောဟန်ဖြစ်တယ်လို့ပြောကြတယ် တချို့ကလည်းအဲလီယဖြစ်တယ်လို့ပြောကြတယ်တချို့ကလည်းပရောဖက်ယေရမိဖြစ်တယ်ဆိုပြောအဲ့ဒီတေသွားတဲ့ပရောဖက်ပြန်ရှင်လာပြောဒါမှမဟုတ်ဖယားသခင်ဆီလွတ်တော်မူတဲ့ပရောဖက်တွေတဲကပရောဖက်တပါပါဖြစ်တယ်လို့လူတွေကယေရှု ခရစ်တော်နဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ထင်မြင်ယူဆချက်တွေကို ပြောကြတယ်လူတို့ရဲ့ထင်မြင်ယူဆချက်ကိုယေရှုကဘာကြောင့်တပည့်တော်တို့ကိုမေးတယ်လဲ ယေရှုကမသိလို့လားသိတယ်ယေရှုခရစ်တော်ကယောဟန်အခိုင်းနှစ်တို့မာကုအခိုင်းနှစ်တို့ခရစ်ဝင်ကျမ်းတွေကိုကျွန်တော်တို့ကြည့်တဲ့အခါမှာယေရှုသည်ခတ်သိမ်းသောအရာတို့ကိုသိတော်မူသောလူစားတရားဖြင့်ကြွလာတော်မူသောတားတော်ဖခင်သခင်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ယေရှုခရစ်တော်ကလူတွေကသူ့ကိုပရောဖက်တပါအဖြစ်ပဲထင်နေကြတယ်ဆိုတာကိုတိပါလျက်နဲ့တပည့်တော်တို့ကိုမေးမြန်းတော်မူခြင်းမှာ တပည့်တော်တို့ကိုယ်တိုင်ကလူတို့ရဲ့ထင်မြင်ယူဆချက်ကို သုံးသပ်ပြီးတော့မှန်တဲ့ယေရှုခရစ်တော်ရဲ့အကြောင်းကိုပြောပြနိုင်ဖို့ဖြစ်တယ်။လူတို့ရဲ့ထင်မြင်ယူဆချက်ကိုတပည့်တော်တို့ကိုမေးပြီးတဲ့အခါမှာကဲတပည့်တော်တို့ဘက်ကိုလှည့်လာပြီ။မာသဲခရစ်ကျမ်းအခန်း16အခန်းငယ်15မှာတင်တို့လည်းငါကိုအဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျင်တဲ့။ကဲတပည့်တော်တို့ကိုလည်းမေးပြီ။ လူတွေကတော့ငါ့ကိုပရောဖက်တပားလို့ပဲထင်ကြတယ်။တင်တို့ကရောငါ့ကိုဘယ်သူလို့ပြောကြသလဲဆိုပြော့တပည့်တော်တို့ကိုမေးတယ်။အဲ့တော့တပည့်တော်တို့ကဘယ်လိုဖြေကြားသလဲဆိုရင်တပည့်တော်တို့အားလုံးကိုစားရှိမုန်ပေတရုကအခန်းငယ်16မှာရှိမုန်ပေတရုကကိုတော်သည်ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဖရာသခင်ဤတားတော်ဖြစ်တော်မူသည်ဟုရှောက်လေကိုတော်ဟာအရေးကြီးတယ်နော်ပေတရုကကိုတော်သည်ခရစ်တော်တည်းဟုသောကဲဒါဆိုရင်ခရစ်တော်ဆိုတာဘာလို့ဆိုလို့လဲဆိုတာကိုကျွန်တော်နားလည်ဖို့လိုတယ်ပြီးရင်အသက်ရှင်တော်မူသော ဖရာသခင်ဤတားတော်ဆိုတာဘာလဲဆိုတာကိုလည်းကျွန်တော်နားလည်ဖို့လိုတယ် ခရစ်တော်ဆိုတဲ့စကားလုံးဟာဘယ်ကဆင်းသက်လာတယ်လဲဆိုရင်မလက်ဟိဘရူဘာသာမှာမလက်လို့ခေါ်တယ်မလက်ဆိုတာဘယင်ကိုဆိုလိုတာဖယားသခင်ရဲ့ဗိတ်တိတ်ချင်းကိုခံတော်သူကဲခရစ်တော်ဆိုတဲ့အတိတ်ဘယ်ကဖယားသခင်ဗိတ်တိတ်တော်မူတော်သူဘာအတွက်ဗိတ်တိတ်တာလဲ ဖယားသခင်နိုင်ငံတော်မှာအုပ်ဆိုးတော်မူသောဘယင်တကာတို့ရဲ့ဘယင်သခင်တကာတို့ရဲ့သခင်ကိုဆိုလိုတာဖြစ်တယ်။ကဲဒါဆိုရင်ယေရှုဆိုတဲ့အတိတ်ပဲကပါလေဖယားသခင်ဒီကဲတင်ခြင်းဖြစ်တော်မူဤလို့တိုက်ရိုက်အတိတ်ပဲပြန်ရင်အတိတ်ပဲရတယ်။ဒါမဲ့ကာယညင်အောင်ဘာသာပြန်ရမယ်ဆိုရင်ဖယားသခင်ဒီကဲတင်ရှင်ဖြစ်တယ်။ကဲတင်ရှင်ဖယားကလူစားတိအဖြစ်ကိုခံယူတယ်။ ယေရှုခရစ်တော်ရဲ့နာမတော်ကို၌ကကယ်တင်ရှင်ဖယားသခင်ဒါပဲလားခရစ်တော်ဒီဟုသောဆိုတာပါလေဖယားသခင်နိုင်ငံတော်မှာအုပ်ဆိုးတော်မူမဲ့ဘယင်တကာတို့ရဲ့ဘယင် သခင်တကာတို့ရဲ့သခင်လို့ဆိုလိုတယ်ဒီမှာဆက်ပြီးပေသူကဘယ်လိုဖြေချထားတယ်လဲဆိုရင်အသက်ရှင်တော်မူသောဖယားသခင်ဤတားတော်အသက်ရှင်တော်မူသောအဲ့ဒါကအရေးကြီးတယ် အသက်ရှင်တော်မူသောဘုရားသခင်ကိုကျွန်တော်တို့ကိုးကွယ်ဖို့အရေးမကြီးဘူးလားတည်နေတဲ့လူကိုကျွန်တော်တို့ကိုးကွယ်ရင်ဘာရမလဲကဲတင်ချစ်ပေးနိုင်မလားမပေးနိုင်ဘူးငြိမ်သက်ခြင်းရောပေးနိုင်မလားတည်နေတဲ့လူတွေကကျွန်တော်တို့ကိုဘာပေးနိုင်လဲဘာမှမပေးနိုင်ဘူးအဲ့တော့ဒီမှာအရေးကြီးတယ်ပေတရုရဲ့ဖြေချချက်ကယေရှုခရစ်တော်ဟာအမှန်တကယ်ဘယ်သူလဲဆိုရင် အသက်ရှင်တော်မူသောဖယားသခင်ဤသားတော်အသက်ရှင်တော်မူသောဖယားသခင်ဤသားတော်ဆိုတာအသက်ရှင်တော်မူသောဖယားသခင်နဲ့ဖယားဇာတိတော်ညီတူညီမျှဖြစ်သောသားတော်ကိုဆိုလိုတာဒါဆိုရင်ယေရှုခရစ်တော်ကအမှန်တကယ်ဘယ်သူလဲသုံးပါးတဆူဖယားသခင်မှသားတော်ဖယားဖြစ်တယ် အဖရား၃ပါးမဟုတ်ဘူးဖရား၃ဆူလည်းမဟုတ်ဘူးတဆူတီးတော်ဖရားစစ်မှန်တော်ဖရားသခင်တဆူပဲရှိတယ်တဆူတီးတော်ဖရားသခင်မှာ ပုပ်ကိုအားဖြင့်၃ပါးခမဲတော်တားတော်တန်ရှင်းတော်ဝိညာဉ်တော်တီးချပုပ်ကိုတွေဖြစ်တယ်ခမဲတော်ဟာတားတော်ဖြစ်လိုက်တားတော်ဟာတန်ရှင်းတော်ဝိညာဉ်တော်ဖြစ်လိုက်အဲ့ဒါလို့မဟုတ်ဘူးဖရားဇာတိတော်ညီတူညီမျှဖြစ်တော်ခမဲတော် သားတော်တန်ရှင်းတော်ဝိညာဉ်တော်သုံးပါးတဆူဖရာသခင်ယေရှုကိုတော်ရန်ရောသူ့ကိုယ်သူဘယ်လိုလို့ပြောတယ်လဲကဘာမတီမရှိမီကခမဲတော်ဖရာနဲ့အတူကောင်းကင်နိုင်ငံတော်မှာဘုံအသိနဲ့နေတော်မူသောသားတော်ဖြစ်တော်မူကြောင်းယောဟန် အခိုင်း18အခန်းငယ်9နဲ့အခန်းငယ်24မှာသခင်ယေရှုခရစ်ကိုယ်တော်ရန်က မိန့်တော်မူပါတယ် ယေရှုခရစ်တော်ဟာအမှန်တကယ်ဘယ်သူလဲဆိုတဲ့ယေရှုရဲ့မင်းမြန်းတော်မူချက်ကို ပေတရုကမှန်ကန်စွာဖြေကြားတဲ့အတွေ့တခင်ယေရှုက ရှိမုန်ဗာယောနာတင်သည်မင်္ဂလာရှိ၏ဘလောက်အထိမင်္ဂလာရှိသလဲဆိုတာကိုအဖက်အခိုင်းတအခိုင်းငယ်လေးမှာကျွန်တော်တို့ကိုအခုလိုပြောပြထားပါတယ်ဤကဘာမတိမရှိမီငါတို့ကိုခရစ်တော်၌ရွေးကောက်တော်မူသည်နှင့်အညီ ကောင်းကင်ဘုံနှင့်ဆိုင်သောအရာတို့၌ခတ်သိမ်းသောဓမ္မမင်္ဂလာတို့ကိုခရစ်တော်အားဖြင့်ငါတို့အားပေးသနာတော်မူသောငါတို့သခင်ယေရှုခရစ်၏ခမဲတော်ဖခင်သခင်သည်မင်္ဂလာရှိတော်မူစေတည်းကဲယေရှုခရစ်တော်သည်ခရစ်တော်တည်းဟုသောအသက်ရှင်တော်မူသောဖခင်သခင်၏သားတော်ဖြစ်တော်မူကြောင်းကိုကြားနာပြော့ယေရှုခရစ်တော်ဟာအပြစ်ရှိသောသင်နဲ့ကျွန်တော်ကို ထာဝရငရေမီအိုင်တွားရမယ်အဖြစ်ကနေရွေးနှောက်ကဲတင်နိုင်သောတပါတီသောကဲတင်ရှင်ဖြစ်တော်မူကြောင်းကိုယုံကြည်ဝင်ခံသောကျွန်တော်ဂျမရူကိုယေရှုခရစ်ကိုတော်တိုင်ကမင်္ဂလာရှိသောသူတွေဖြစ်တယ်လို့ပြောပြတော်မူပါတယ်။ဘလောက်မင်္ဂလာရှိသလဲဆိုရင်အဖက်အခိုင်းတက်အခန်းငယ်လေးမှာကောင်းကင်ဘုံနဲ့ဆိုင်သောဓမ္မမင်္ဂလာအလုံးကိုခရစ်တော်အဖင်ဖရာသခင်ကကျွန်တော်တို့ကိုပေးထားပြီးပြီတဲ့ ယေရှုခရစ်တော်ဟာအမှန်တကယ်ဘယ်သူလဲဆိုတာပေတရုကမှန်ကန်စွာဝန်ခံပြောဆိုခြင်းဟာအဓိကဘယ်သူကြောင့်လဲဆိုရင်ဒီမှာတခင်ယေရှုကပြောပြတယ်အကြောင်းမူကားအသွေးအသားသည်ဤအကြောင်းအရာကိုတင့်အားဖော်ပြသည်မဟုတ် ကောင်းကင်ဘုံ၌ရှိတော်မူသောငါခမဲတော်သည်ဖော်ပြတော်မူသည်ကဲယေရှုခရစ်တော်ဟာ ခရစ်တော်တည်းဟူသောအသက်ရှင်တော်မူသောဖခင်တော်ဖြစ်တော်မူကြောင်းပေတရုကယုံကြည်ဝန်ခံနိုင်ခြင်းသည်ခရစ်တော်တွင်တင်တော်မူသောတမန်တော်တခင်ယေရှုပြုတော်မူသောတဘာဝလွန်အမှုတွေအားဖြင့်ပေတရုရဲ့စိတ်ဝိညာဉ်မျက်စိကိုခမဲတော်ဖခင်ကဖွင့်ပေးလိုက်တဲ့အတွေ့ဟုတ်တယ်ယေရှုခရစ်တော်ဟာလူစားတရားဖြင့်ကြွလာသောခရစ်တော်တည်းဟူသောအသက်ရှင်တော်မူသောဖခင်သခင်တော်ဖြစ်တယ်ဆိုပြီးတော့ ဝင်ခံတယ်။ကဲကျွန်တော်တို့ကရောယေရှုကလူသားဖြစ်သောငါကိုအဘယ်သူဖြစ်တယ်ဟုဆိုကြသနည်းလို့ကျွန်တော်တို့တအိုးချင်းကိုမေးရင်ဘယ်လိုဖြေမလဲ။ပါဆက်နဲ့လွယ်လွယ်နဲ့ဝန်ခံယူနဲ့ကျွန်တော်တို့အပြစ်လွတ်ခြင်းထာဝရအသက်ကိုရမလား။ရမှာမဟုတ်ဘူး။အပြစ်ရှိသောတဲ့နဲ့ကျွန်တော်ကိုရွေးနှုတ်ကယ်တင်ဖို့ရန်ခမဲတော်ဖခင်စေလွတ်တော်မူသောတပါတီတော်ကယ်တင်ရှင်ဖြစ်ကြောင်း ယေရှုရဲ့အေးဝံဂေလိသတင်းကောင်းကိုကြားနာပြော့ယေရှုခရစ်တော်ကိုကျွန်တော်တို့ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံရင်ယေရှုခရစ်ကိုယ်တော်တိုင်ကကျွန်တော်တို့ဘာရတယ်လဲဆိုတာကိုယောဟန်အခိုင်3အခန်းငယ်16ကနေ18မှာ အခုလိုကျွန်တော်တို့ကိုပြောပြထားပါတယ်။ဖခင်သခင်အသားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရစေခြင်းဟဖခင်သခင်သည် မိမိ၌တပါးသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏ဒီမှာပြောထားတဲ့ပျက်စီးခြင်းဆိုတာကျွန်တော်တို့ကျိုးလွန်ထားတဲ့အပြစ်တွေကြောင့်နောင်ဘဝငရဲသွားမဲ့သူအဖြစ်ကနေကျွန်တော်တို့ကိုရွေးနှုတ်ကယ်တင်တာကိုပြောတာအဲ့ဒါသခင်ယေရှုကိုရိုရရဲ့နှုတ်တော်ထွက်စကားဖြစ်တယ်ထာဝရအသက်ကိုရစေခြင်းဟာဖယားသခင်သည်မိမိ၌တပါးရီသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏ဒီမှာပြောထားတဲ့ထာဝရအသက်ဆိုတာ ဒီဘဝမှာကျွန်တော်တို့ကျိုးလွန်ထားတဲ့အပြစ်တွေကြောင့်ငရဲသွားမဲ့သူအဖြစ်ကနေရွေးနှုတ်ကယ်တင်တော်မူပြီးတော့နောင်ဘဝမှာအိုနာသေးချင်းကင်းသော ကောင်းကင်နိုင်ငံတော်မှာသာဝရဘုံတော်ဝင်စားရတဲ့အခွင့်ကိုသာဝရအသက်ကိုဆိုလိုတာဖြစ်တယ်အခန်းငယ်16မှာလောကီသားတို့အားအပြစ်စီရင်ခြင်းဟာဖရာသခင်သည်တားတော်ကိုဤလောကသို့ဆေလွတ်တော်မူသည်မဟုတ် လောကီသားတို့သည်ကိုတော်အားဖြင့် ယ်တင်ခြင်းသို့ရောက်မီအကြောင်းစေလွတ်တော်မူ၏အခန်းငယ်၁၈တတော်ကိုယုံကြည်တော်သူသည်အပြစ်စီရင်ခြင်းကိုမခံရယေရှုခရစ်တော်သည်ဖယားစစ်စစ်ကနေလူစားတိအဖြစ်ကိုခံယူတော်ဖယားသခင်ဖြစ်တယ်တီတူအဝရစာအခိုင်းတစ်မှာဖယားသခင်သည်မို့တာကိုမတုံးနိုင်ဘူးတဲ့ဆိုလိုတာကဖယားသခင်ကမို့တာစကားကိုမပြောနိုင်ဘူးတဲ့လိန်မပြောနိုင်ဘူးတဲ့ဒါဆိုရင်ဒီမှာယေရှုခရစ်တော်ကသူ့ကို ကျွန်တော်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်ရင်ဘာရတယ်လို့မိန့်တော်မူတယ်လဲထာဝရအသက်ကိုယဤဒါဆိုရင်ယေရှုခရစ်တော်ကိုညင်းပယ်ရင်ဘာရမလဲဆိုတာကိုယေရှုခရစ်ကိုယ်တော်တိုင်ကအခုလိုယောဟန်အခိုင်း၃အခန်းငယ်၁၈ဒုတိယပိုက်မှာအခုလိုဆက်လက်ပြောပြပြထားပါတယ်မယုံကြည်သောသူမူကားဖယားသခင်၌တပါးရီသောသားတော်ကိုမယုံကြည်သောကြောင့်ယခုပင် အပြစ်စီရင်ခြင်းကိုခံရဤ ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသောဖခင်သားတော်ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်မယုံကြည်ခြင်းဘူးလက်မခံခြင်းဘူးဆိုရင်နောင်ဘဝတောင်စောင့်နေเสียမလို့အခုပင်တဲ့အပြစ်စီရင်ခြင်းကိုခံရ၏ဆိုတော့ငရဲသားတွေအခုပဲငရဲသားတွေဖြစ်တယ်လို့သခင်ယေရှုကမေတ္တာနဲ့တတိပေးတယ် ယေရှုခရစ်တော်သည်မိုးသားကိုမပြောနိုင်သောဘုရားသခင်ဖြစ်တော်မူသောကြောင့်ယေရှုကယအီလို့ပြောရင်ယပြီမယဘူးဆိုရင်မယဘူးယေရှုခရစ်ကိုယ်တော်ရိုင်းကယောဟန်အခန်း၁၄အခန်းငယ်၆မှာငါသည်လမ်းခေးဖြစ်တမာတရားလည်းဖြစ်အသက်လည်းဖြစ်ငါကိုအမေမပြုတ်လျင်အဘယ်သူမြခမဲတော်ထံသို့မရောက်ရတဲ့အဲ့ဒီမှာပြောတဲ့ခမဲတော်ထံသို့ဆိုတော့ကောင်းကင်နိုင်ငံတော်သို့မရောက်ရတဲ့ ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်မြင်ပယ်တော်သူတွေသည် နောင်ဘုရားကြရင်ဒီဘုရားမှာသူတို့ကျူးလွန်ထားတဲ့အပြစ်တွေနဲ့အညီအပြစ်ဒဏ်စီရင်ခြင်းကိုခံရမှာဖြစ်ပြီးတော့ငရဲမီအိုင်ထဲမှာကဘာအဆက်ဆက် အပြစ်ဒဏ်ကို သူတို့ခံရမှာဖြစ်တယ်။ကဲဘယ်နေရာသွားချင်းလဲကဘာအဆက်ဆက်အပြစ်ဒဏ်ကိုခံရတဲ့ငရဲမီအိုင်ကိုသွားချင်းသလား အိုနာတေချင်းမရှိတော့တဲ့ကောင်းကင်နိုင်ငံတော်ကိုတွားချင်သလားကောင်းကင်နိုင်ငံပဲတွားချင်ရင်ကျွန်တော်တို့ဘာလုပ်ရမလဲယေရှုခရစ်တော်သည်ခရစ်တော်တည်းဟူသောအသက်ရှင်တော်မူသောဖခင်တခင်၏သားတော်တင်ကျိုးလွန်ထားတဲ့အပြစ်တွေကြောင့်ငရဲတွားမဲ့သူအဖြစ်ကနေရွေးနှုတ်ကယ်တင်ဖို့ရန်ခမဲတော်ဖခင်စေလွတ်တော်မူသောတပါတီတော်ကယ်တင်ရှင်ဖြစ်တယ်ဆိုတာကိုယုံကြည်လက်ခံရမယ်ဒါဆိုရင်ဘယ်လိုယုံကြည်လက်ခံရမလဲ ယုံကြည်ပါれယုံကြည်ပါれပြောတဲ့သူတိုင်းကတကယ်ယုံကြည်တာမဟုတ်ဘူးယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံတယ်ဆိုတော့အဲ့ဒီယုံကြည်ခြင်းမှာနောင်တနဲ့တွဲထားတယ်နောင်တဆိုတာဘာလဲကျွန်တော်တို့လုံနေချအဖြစ်လိုက်နေချလမ်းမတွေကိုကြောခိုင်းရမယ်အခုလဲကျွန်တော်တို့ကျွလွန်ထားတဲ့အပြစ်တွေကြောင့်ကျွန်တော်တို့ကငရဲသွားမဲ့လို့ဖြစ်နေတယ်ငရဲသွားစေမဲ့အပြစ်တွေကိုကျွန်တော်တို့ဆက်လုံနေမဲ့အစား ကယ်တင်ရှင်ယေရှုခရစ်တော်ရဲ့အလိုတော်အတိုင်းနေထိုင်အသက်ရှင်ဖို့ကယ်တင်ရှင်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုတူလိုချင်တယ်လို့ပြောင်းလဲစေဖို့ကျွန်တော်တို့ရဲ့ယခုဘဝနောင်ဘဝတစ်ခုလုံးကိုယေရှုခရစ်တော်ရဲ့လက်တော်ထဲမှာအနှံချင်းဖြစ်တယ်။တချို့တွေကအယုံပါတယ်၊ယုံပါတယ်။တို့ရဲ့ယုံကြည်ခြင်းကပါလဲဆိုရင်ယေရှုဟာကြမ်းမှချင်းပေးနိုင်တဲ့သူ၊ချမ်းသာခြင်းကိုပေးနိုင်တဲ့သူဖြစ်တယ်ဆိုတာကိုတို့ တိပြော့ဟာယေရှုငါယုံပါတယ်ကွာတကယ်ယုံပါတယ်ကွာဆိုပြော့သူတို့လိုချင်တဲ့ဟာမရတော့ဘူးဆိုရင်မလာတော့ပျောက်သွားပြီကျွန်တော်တို့ကျိုးလွန်ထားတဲ့အပြစ်တွေကြောင့်ငရဲသွားမဲ့သူအဖြစ်ကနေယေရှုခရစ်တော်ဒီလက်ဝါးကတိုင်မှာကျွန်တော်တို့ရဲ့အပြစ်ကျွေးရှိသမျှကိုဆက်ပေးဖို့ရန်အသေးခနဲ့၃ရက်မြောက်သောနေ့မှာတေချင်းကနေထမြောက်တော်မူပြော့မိမိအသက်ရှင်တော်မူလျက်ရှိတဲ့အကြောင်း တပည့်တော်တို့စီမှာရက်ပေါင်း၄၀အတွင်းအချိန်ပေါင်းများစွာ ခိုင်ခန့်သောတတ်သေးတွေနဲ့ပြတော်မူဘော့တပည့်တော်တို့ကြည့်ရှုနေတဲ့အချိန်မှာ ကောင်းကင်နိုင်ငံတော်ကိုပြန်လည်ကြွသွားတယ်ဒုတိယအချိန်ပြန်ကြွလာမယ်လို့သခင်ယေရှုကကြိုတင်ဘော့တပည့်တော်တို့ကိုပြောထားပါတယ်ဒုတိယအချိန်ပြန်ကြွလာတဲ့အခါမှာလူသားတိုင်းဘာလူမျိုးပဲဖြစ်ဖြစ်သူတို့ကျူးလွန်ထားတဲ့အပြစ်တွေနဲ့အညီ အပြစ်ဒဏ်စီရင်ဖို့ရန်တရားစီရင်ဖို့ကြွလာတော်မူမှာ ဖြစ်တယ်အဲဒီတော့ယေရှုခရစ်တော်ကိုတင့်ရဲ့အကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်တခါမှယုံကြည်လက်ခံခြင်းမရှိသေးဘူးဆိုရင် အချိန်မနှောင်းခင်အခုယုံကြည်လက်ခံပါဒီနေ့ကျရင်ကျွန်တော်တို့တည်မဲ့အလဲရောက်လာမယ်မတည်ခင်ယေရှုခရစ်တော်ကိုတင်မရသေးဘူးဆိုရင် နောင်တနဲ့အထံတော်ကိုလာပါ နောင်တဆိုတာတင်ကျိုးလို့နေကြအပြစ် လိုက်နေတဲ့လမ်းမတွေကိုကြောခိုင်းပြော့ယေရှုခရစ်တော်ကသူ့ရဲ့အလိုတော်အတိုင်းတင့်ကို ပြောင်းလဲစေဖို့ယေရှုကိုတင့်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံရင်တင့်ကျိုးလို့နဲ့အပြစ်တွေဟာဘလောက်ပဲများနေပါစေဘလောက်ပဲအပြစ်ကြီးနေပါစေခွင့်လွှတ်တော်မူမှာဖြစ်တယ်။အဲဒါယေရှုခရစ်တော်ကိုတင့်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်တခါမှယုံကြည်လက်ခံခြင်းမရှိသေးဘူးဆိုရင်အချိန်မနှောင်းခင်အခု နောင်တနဲ့တင့်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံပါလို့မေတ္တာနဲ့ထားလောင်ပြတိုက်တွန်းပါရယ်အားလုံးပေါ်မှာဖျားသခင်ကောင်းချီးပေးပါစေ thank you